ဘန်နိုဂျာနဲ့ပွဲနဲ့ပတ်သက်ပြီးဘာဂိမ်းပလန်မှမရှိဘူးလို့ဂျိုရှုအဘန်ကပြောလိုက်ပါလေ။တန်စကာထဲမှာဘလို့အခြေအနေဖြစ်လာမလဲကြုံမသိနိုင်ဘူး။တစ်ဖက်ဖိုက်တာကဘလို့အကွက်တုံးလာမလဲကြုံမသိနိုင်ဘူး။ကျွန်တော်ကတော့ရှင်ပဲထုံမလားနဗန်းဖတ်လို့မလားပါလာလာရပါလေ။အဘဘကနေပြင်ဆင်ထားပါလေ။ကျွန်တော်တပေါက်တည်းပြင်ဆင်ကစားရတာမကြိုက်ပါဘူး။လက်ဒီဆိုလက်ဒီတပောက်တယ်ခြေကန်ကျဆိုခြေကန်ကျတပောက်တယ်လုံးနဲ့ဆိုလုံးနဲ့တပောက်တယ်အဲ့လိုမျိုးပြင်တာကျွန်တော်မကြိုက်ပါဘူး တန်းစကားလေးမှာပြန်ဘက်ကဘလို့လှောက်ရှောင်းမလဲသူလှောက်ရှားတာကို မီးစင်ကြီးကပြီးသူ့ကိုဘာလလာအနိုင်ယူဖို့ပဲပြင်ဆင်ထားတယ်လို့ဂျိုရှုအဘန်ကပြောတာပါလေဒါပေမဲ့ပန်နိုဂျာကပြောမယ်ဆိုရင် ground ဘိုင်းကောင်းတဲ့ fighter ဖြစ်တဲ့အတွက်သူကကာကွယ်တဲ့ဘိုင်းကိုတော့တေချာတိုးထက်အောင်ပြင်ဆင်ထားတယ်ဆိုပါလေပြီးခဲ့တဲ့ Brandon Rubin ပွဲတော်ကလည်းကျွန်တော်ပြန်လည်ရှင်ထိုးလိုက်လို့ထိနာခဲ့တာပါတဲ့ပွဲတော်မှာသွေးပို့နေတော့ဘာဖြစ်မှန်းမသိခဲ့ဘူးဒါပေမဲ့အဲ့ဒီလိုမျိုးဖွင့်ကစားတာ ရေရှည်အတွက်ဆိုမကောင်းပါဘူး။ဒါကြောင့်လဲကာကွယ်တဲ့အပိုင်းနဲ့ကောင်းတာပြန်ထောက်တဲ့အပိုင်းကိုတေးချလေ့ကျင့်ထားတယ်လို့ပြောပါလိမ့်။ပယ်ရိုဂျောနိုင်ဂျိုရှုအဘဟာမြမကုံကိုလည်းမကာအာရှကုံကိုပါဆောင်မဲ့ UFC ရဲ့ပထမဆုံးအာရှသားချန်ပီယံဖြစ်လာမှာဖြစ်ပါလိမ့်။ပယ်နိုဂျာနဲ့ပွဲအတွက်ဂျိုရှုဘန်ဘန်ဟာဘာဂိမ်းပလန်မှာတက်တက်မမတ်မစီစဉ်ထားဖို့ဆိုတာကတော့အံ့ဩဖို့ကောင်းပါလိမ့်။ ဂျိုးရှုဘန်ဟာတကယ်တော့ fight အန်ဂျူအလွန်မြင့်တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီပွဲမှာယုံကြည်စိတ်ချမှုအဖြစ်ရှိနေတဲ့ပုံမှာနောက်ပြီးဂျိုးရှုဘန်ဟာပြန်ပြန် fighter အပေါ်မှာလည်းသူ့အနေနဲ့တတော်လေးကိုလေးစားမှုရှိပါလေကျွန်တော်သားတကယ်လို့ဒီပွဲမှာအနိုင်ရသွားခဲ့ရင်ပန်နိုဂျာကအိုနေလို့ပါဆိုတဲ့စကားမျိုးပြောပါနဲ့တဲ့ကျွန်တော်တို့သူ့ကိုလေးစားမှုပေးသင့်ပါတယ်တဲ့ကျွန်တော်တို့နှစ်ယောက်လုံးကိုလည်းလေးစားမှုပေးသင့်ပါတယ်တဲ့ ကျွန်တော်ရှုံးသွားရင်လည်းဝါနုနေသေးလို့ရှုံးတာပါလို့မပြောပါနဲ့ဘသူကအသက်ကြီးဘသူကအသက်ငယ်တယ်ဆိုပြီးပြောနေတာလေကျွန်တော်မချားချင်ပါဘူးလေသူကအခုကျွန်တော်မြင်နေရတဲ့အထင်မှာတော့အကောင်းဆုံးဖိုက်တာတစ်ယောက်ပဲဆိုပြီးဂျိုရှုအဘန်ကပြောတော့ပါလေအခုဂျိုရှုအဘန်ဟာ UFC 323ကျင်းပမဲ့ Las Vegas ကိုရောက်နေပြီးအမတ်တရပိုစတာဒီမှာလက်မှတ်ထိုးပြီးပါပြီအခုတခါမှာတော့မြန်မာလန်စီးချေထားတဲ့ဖနလေးကိုစီးပြီးတော့အင်တာဗျူးတွေဖြစ်နေပါလေ အမလန်ဖနက်မှာစေးချေထားတဲ့အတွက်ဂျိုရှုအဘန်ကိုဝန်ခံသူချို့ကတော့ရှိပါတယ်ဂျိုရှုအဘန်ကတော့မြန်မာဆိုတာပြောလိုက်တာနဲ့တကယ်ပါလုံးသိအောင်လုပ်ပေးခြင်းနဲ့ဆန္ဒဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ရတဲ့နေရာမှာရသလိုလုပ်နေတာဆိုပါလေဂျိုရှုအဘန်အနေနဲ့ချန်ပီယံဖြစ်ပါစေလို့တော့ဆုတောင်းပေးပါတယ်ဂျိုရှုအဘန်နဲ့ဘန်နူဂျာတို့ဟာသူတို့ပွဲစဉ်ထိုးမဲ့ပိုစတာပေါ်မှာလက်မှတ်တွေထိုးနေတာတွေ့ရပါလေဂျိုရှုအဘန်နဲ့ဘန်နူဂျာတို့ပွဲကို လာမဲ့ ဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေမနက်ပိုင်းမှာကြီးရတော့မှာဖြစ်ပါတယ်။ဂျိုးရှော့ဘန်နဲ့ပန်နူဂျာရဲ့ပွဲတွေနဲ့ပတ်သက်ပြီးတော့လက်ရှိမှာ UFC ရဲ့ Venom Wake Champion ဟောဖြစ်တဲ့ Arjamain Sterling ကဂျိုးရှော့ဘန် Fight Record ကိုကြီး and on နေလို့ဆိုပါတယ်။ UFC 323ပွဲကြို30ချက်လုံရင်းနဲ့အခုလိုပြောလာတာပါ။ Arjamain Sterling ကဂျိုးရှော့ဘန်ကဒီပွဲနိုင်ရင်တမိုင်းတစ်လျှောက် UFC Flyweight တန်းရဲ့အသက်ငယ်ဆုံး Champion ဖြစ်မှာမဟုတ်လား။ ငါသူ့ဘွဲတွေနဲ့တိတ်မီးနေမှုဖြစ်နေတယ်ဆိုပြီးဖုန်းတွေကကြည့်ရင်"အိုဂျိုးရှွာဘန်ဟာအော်တိုဘတ်21ခရက်ကပွဲစားထိုးတာ။ဟုတ်ရောဟုတ်ရဲ့လား။နောင်များနေတာလား။ကြည့်စမ်းမအောင် UFC ကိုဆက်ရောက်လာကြတဲ့ကကြည့်ရရင်ဇွန်လ24 2023ခုနှစ်မှာရောက်လာတာ။နှစ်နှစ်အတွင်းချန်ပီယံကပတ်စင်ကာပူတော်ရောက်နေပြီ။ဒီပွဲကိုဘယ်လိုခံမရမလဲတော့မသိဘူး။ဂျိုးရှွာဘန်ဟာငယ်လေးပါ။အတွေ့အကြုံအများကြီးတော့မရှိတော့သေးဘူးဆိုပေမဲ့အချိန်တိုအတွင်း ပွဲတွေ့ဂျွန်နီကအများပြားရထားတာအမှန်ပါပဲဒီကတော့သူ့ရဲ့ Westerling ကိုမိကုန်ထုတ်အောင်ပါသူဘလို့ Westerling ကိုပေါင်းစပိုင်းမှာလဲလေ့ကျင့်လဲမသိရဘူးသူပေါင်းစပိုင်းမှာတော့ပန်နိုဂျာထက်လုံးဝပိုကောင်းတာသိကြပါလိမ့်တယ်ဒါပေမဲ့ပန်နိုဂျာရဲ့ ground skill ကတော်တော်လေးကိုကောင်းတော့ဆွဲလဲနိုင်ခဲ့တော့ပန်နိုဂျာနိုင်တော်ဖို့များတယ်ဆိုပြီးတော့သူကလည်း YouTube channel တစ်ခုမှာပြောတော့ပါလိမ့်မြန်မာပြည်သက်တွေကတော့ Joshua Ban ကိုနိုင်စေချင်ကြတာပါ ဒီပွဲရဲ့အဆုံးဖြတ်ဟာဂျိုရှုအဘန်ရဲ့တိတ်တောင်းဒီဖန့်ပုံမှန်ပဲမူတည်တယ်ဆိုပြီးတော့ UFC ရဲ့ Champion Hunt ဦးကလည်းဝေဖန်သုံးသပ်သွားပါတယ်ဒီပွဲကတော်လေးစိတ်ဝင်စားဖို့ကောင်းပါပါဒီပွဲနိုင်ရှုံးဟာဂျိုရှုအဘန်ရဲ့တိတ်တောင်းဒီဖန့်ပုံမှန်မူတည်ပါတယ်ဒီကလို့ပန်လူဂျာဆွဲလက်နိုင်ခင်ပန်လူဂျာနိုင်မယ်ဂျိုရှုအဘန်ကအလဲမခံရအောင်လုပ်နိုင်ရင်တော့လုံးဝပွဲကောင်းဖြစ်မှာသိကြပါလေတဲ့ဒီပွဲကသူ့အတွက်အင်မတန်ကိုအရေးကြီးတဲ့စမ်းသပ်မှုပါဆိုပြီးတော့ James Lynch နဲ့အင်တာဗျူးမှာပြောသွားတာဖြစ်ပါတယ် ပန်နိုဂျာနဲ့ဂျိုရှောပန်နိုရဲ့ပွဲပေါ်ဘရန်ဒွန်ရိုင်ဗယ်ကလည်းခုလိုသုံးသပ်ပါလေဒီပွဲကိုပုံစံမျိုးနဲ့သုံးသပ်လို့ရပါလေတဲ့ဥမာဂျိုရှောပန်နိုင်မယ်ဆိုနောက်ဆုံးပိုင်းချီတင်မှာသူ့ရဲ့တက်လုံးလျင်မြန်ပါနဲ့မှုတွဲလုံးနဲ့တွဲပြီးအနိုင်ရလိုက်ပါလေတဲ့ဘော်ဒီနဲ့မျက်နှာကိုထိုးချက်တွေထိအောင်တွဲလုံးသုံးတဲ့နေရာမှာဂျိုရှောပန်ကကောင်းပါလေတဲ့ကျွန်တော်နဲ့ပန်နိုဂျာပွဲတော့ကကျွန်တော်ပန်နိုဂျာရဲ့မျက်နှာတစ်ခုတည်းကိုပဲဦးတည်တိုက်ခတ်ခဲ့တာပါလေဒါပေမဲ့ပန်နိုဂျာကလည်းသူ့ထိုးချက်တွေတော်ခံနိုင်ပါလေတဲ့သူ့ကို ဒီကာနီဘယ်တို့တော်မှာတင်စားခေါ်တာလည်းဒါကြောင့်ပါလေကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဖန်တူဂျာဟာသူ့ရဲ့ပွဲအတွက်ကြောင့်လည်းသူလူချင်းတဲ့အနေထားမရရအောင်လုပ်ယူပြီးအနိုင်ရနိုင်ချေပုံများတယ်ဆိုပြီးဂျေမီဘစ်စနက်အင်တာဗျူးမှာလည်း Brandon Rivera ကဖြေသွားပါလေအခုဂျိုရှုအဘန် UFC 323ပွဲကိုအမေရိကန်မှာရှိနေတဲ့မြန်မာတွေလည်းတွားရောက်အားပေးမှာဖြစ်တယ်လို့ ကျင်းလုံးအခုအမေရိကကိုရောက်နေတဲ့ဆူရောအာဇာနီကလည်းဂျိုးရှွာဘန်ရဲ့ပွဲကိုလက်စပီကာမျိုးကကိုနေတီတွားရောက်အပိမဲ့လို့အသိပေးလာပါတယ်လက်မှတ်တောင်ဝယ်ထားပြီလို့ဆိုပါတယ်အော်လာဆန်ကလည်းအရင်တစ်ပတ်ကပဲဘန်ဂျိုးရှွာဘန်ကိုကိုနေတီတွားရောက်အပိမဲ့လို့ပြောထားတာဖြစ်ပါတယ်အနီးကလိုက်ပါဝင်ရင်ပေါ်တော့ဖြစ်နိုင်ပါလိမ့်နောက်တစ်ဘသူတွေကပဲဂျိုးရှွာဘန်ကိုအပိမဲ့ဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါလိမ့်ဒီဂျိုရှွာဘန်နဲ့ဘန်နူဂျာရဲ့ပွဲနဲ့ပတ်သက်ပြီးပြည်သက်တွေကတော့သူတို့မျိုးကိုအခုလိုပြောတယ်ဗျ ဂျိုရှူအမန်နဲ့ပန်နူဂျာတို့ဘွယ်မှာလက်ပန်နူဂျာက ground ပိုင်းကောင်းပြီမဲ့လက်ပန်နူဂျာဆိုးလိုက်တဲ့နာသူ့နိုင်မယ်ဆိုရင်လက် ground သမားတိုင်း champion ဖြစ်နေမှာပါလေဒါပေမဲ့ ground control လုံးနိုင်သူကိုကြတော့မလွယ်ပါဘူးလက်ဒီပွဲကတက်လုံကအဓိကစကားပြောတော့မဲ့ပွဲပါလေပန်နူဂျာ submission နဲ့ကောင်းတယ်လက်ဂျိုရှူအမန်က submission အားနဲ့တယ်ဂျိုရှူအမန်ကအကမခံပဲတည်တည်တယ်ဆိုရင်ပေါင်းစင်းနဲ့လှောက်တယ်လို့ရပါတယ်လက် international level မှာတော့ Japan တို့ကြက75%နဲ့ Joshua Bang က25%ရှိပါတယ်တဲ့။ဒါပေမဲ့ Joshua Bang ကိုရှုံးမတွက်ဖို့ပြောချင်ပါတယ်တဲ့။ Joshua Bang နဲ့ Pandoja ကိုနှိုင်းရှင်ရရင် Joshua Bang ဟာအသက်20ရွယ်2021မှာ professional ပွဲစကားသာပါတယ်။ Pandoja ကတော့19နှစ်ရွယ်2009ခုနှစ်မှာ professional ပွဲကစားပါတယ်။2009ဆုံးတဲ့အချိန်မှာ Joshua Bang တက်က9နှစ်တာပါ။ တဲ့ရအားဆိုရင်တော့ professional boss ဆောက်တာမနိုဂျာကဂျိုရှူအာဘန်ထက်၃နှစ်ပိုစောပါလိမ့်။ဒါမဲ့ UFC ကိုဆောက်တဲ့နေ့မှာတော့တဲ့ရအားဖြင့်ဂျိုရှူအာဘန်ဟာမနိုဂျာထက်၅နှစ်လောက်ပိုစောနေပြန်ပါလိမ့်။ဂျိုရှူအာဘန်ကအသက်၂၂နှစ်မှာ UFC ကိုရောက်ပြီး၂023ဘွာမနိုဂျာကတော့29မှာ UFC ကိုရောက်လာတာပါ၂019မှာဒီတော့ဂျိုရှူအာဘန်နီးပြပြောဆိုဂျိုရှူအာဘန်မှာထူးခြားတဲ့ပါရမီရှိပါတယ်။ record ကောင်းလို့ ဆွဲဆောင်ရေးကောင်းလို့ခုလိုအသက်ငယ်ရွယ်နဲ့ UFC ကိုရောက်လာတာပါပြီးတော့ဂျွန်ဂျုံလိုမျိုးပဲအသက်ငယ်ပေမဲ့ချန်ပီယံလူကွေထိုက်ရပြီဖြစ်ပါလေဂျွန်ဂျုံက22နှစ်ရွယ်မှာ UFC ကိုစတာပါ အသက်23ရွယ်မှာချန်ပီယံဖြစ်ပါပြီအချိန်2နှစ်ခွဲလောက်ပဲလိုပါလေဒါကြောင့်ဂျိုရှုအဘန်အနေနဲ့ဒီဘွားပါမီပါလေလို့တော့ပြောရင်မမှားပါဘူး ဒီပွဲမှာနန်းနန်ရှုံရှုံဂျိုးရှုအဘန်ကတော့ UFC မှာစူပါစတားဖြစ်သွားပါပြီ။ဘာပြော UFC မှာဂျိုးရှုအဘန်ဟာရက်ကော့ကောင်းတစ်ခုလည်းရသွားပြီဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲမှာနန်းနန်ရှုံရှုံ UFC မှာဂျိုးရှုအဘန်ထိုးကြီးကလည်းတော်တော်လေးကိုမြင့်တက်လာမယ်လို့ဆိုပါလိမ့်။ဘာပြောတဲ့ပန်လူကြားအနေနဲ့လည်းဒီပွဲမှာနိုင်ကောင်းနိုင်သွားပါလိမ့်။ပွဲရဲ့ဖြေကတော့ ဘယ်သူမှကြိုတည်တာမဟုတ်ပါဘူး။ဒါကြောင့် international မှာတော့ပြလို့ကြနိုင်မယ်လို့သုံးသပ်ပေမဲ့မြန်မာပြည်သက်တွေကတော့ Joshua Ban နိုင်မယ်လို့သုံးသပ်ကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာလန်ကိုစီးချဲထားပြီးတော့စီးတဲ့ဖက်နှက်ကြောင့် Joshua Ban ကိုတော့ဝေဖန်မှုအချို့ ရှိနေပါတယ်။